ကဲမြမာပီကအမျိုးချစ်ပါတဲ့အမျိုးဘာသာတာတနာတသက်လုံးအော်တာတဲ့လူတွေဒီကာလမှာတော့အကုန်လုံးအလိန်ပေါ်ပြီเนาะစစ်တပ်ကိုအမာခံထောက်ခံခဲ့တဲ့ကိုမောင်မောင်ကိုတိုင်ဘာပြောလဲဆိုတော့ကြည်ွားလိုက်เนาะတသက်လုံးဒေါံဆန်းစုကြည်ကိုကလာကလာကလာဆိုပြီးတိုက်ခိုက်လာတယ်အာမျိုးချစ်ပါတဲ့အမျိုးဘာသာတာတနာလို့မဖတာလို့အော်လာကြတဲ့ဒူတွေဒီကာလမှာဘာသူတို့ဟာတကယ်ပဲအမျိုးချစ်တာလားသူတို့ဟာတကယ်ပဲတတ်မတော်ကိုချစ်တာလားဆိုတာကိုကွက်ကွက်ကွင်းကွင်း အကုန်ဖြေပေါ်ရတာပဲဘာလဲသူတို့ကိုကြိုးအတွက်လိန်ညာနေကြတာမကုံမောင်ဖော်ထုတ်ပြီးနားတာနားထောင်ကြည့်ပါအတဒီကိစ္စဒေါအောင်စန်းစုကြည်လှုပ်လေဒေါအောင်စန်းစုကြည်ကိုခင်ဗျားတို့ကကလမပြောမယ်များသိတယ်မလားတော်စုကြည်လောက်ရင်ခင်ဗျားတို့တော်စုကြည်က OIC ရဲ့ထောက်ခံစားတဲ့ပေးစာကန်းစာတွေယူထားတယ်တော်စုကြည်ကမျိုးပြအောင်လုပ်နေတယ်ခင်ဗျားတို့ပြောမယ်ဟုတ်တယ်ဟုတ်ဟုတ်တယ်အချိန်လုံးပြောလာခဲ့တာဒေါအောင်စုကြည်က OIC ရဲ့ထောက်ပံ့ယူထားပြီးတော့အကလားတွေကိုနေရာပေးတာတချိန်လုံးဒီကလားနဲ့တိုက်ခိုက်လာတာဒေါအောင်စုကြည် အကူမောင်ပြောတဲ့ခါမှာလည်းဟာကူမောင် OIC ကဝယ်လိုက်ပြီလို့ကူမောင် OIC ကပေးစာကစားတွေစားထားတယ်လို့ဟုတ်လားကူကူမောင်ကလုံမယ်ဟိဆိုရင်မပေါ်ရနော်ကျွန်တော်ဒါအားပေးမိမယ်ဆိုလို့ရှိရင်အခုခင်ဗျားတို့ရဲ့ဘဘကြီးကိုတိုင်ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်မှာလုံတဲ့ခါကျတော့ခင်ဗျားတို့ဘာများပြောရဲလဲခင်ဗျားတို့အဲ့ဒီမဘာသားတွေနော်အဲခင်ဗျားတို့အမျိုးသားကြီးပါအော်နေပြီးတော့တခါတည်းအဘာသားကိုချစ်ပါလေသာသနာကိုချစ်ပါလေကျွန်တော်တို့ကမှဟိုကလုတ်ပြမတရားလုတ်ပြမဆိုတဲ့အဲ့ဒီအမျိုးသားကြီးနော်တကယ်မဘာသားစစ်စစ်တွေဘယ်ရောက်ကုန်လဲဘယ်ချောင်းကတ်နေကုန်လဲကဲရှင်းရနော်တွေ့ရနော် အဲ့တော့အမှန်တရားတွေပြောရင်ပြည်သူကလက်ခံပြီးသားရှင်းရှင်းလေးဘောမတွေကိုပြည်သူတွေဘာဖြစ်လို့စောင့်မြင်ကြတာလဲဗယံပဒါတွေပြောပြီးတော့ဒီအဘတွေအကြိုက်ပြောလို့ဒီလိုမျိုးဘောမသမ်းမှာဒီလိုဘောမတော်ပြည်သူလက်မခံကြိုက်တယ်လို့ပြောအော်ဘောကောင်းတယ်နော်နေနေရဆိုလှန်ဆိုင်ခြင်းနဲ့အဲ့တော့ခင်ဗျားတို့ကိုခင်ဗျားတို့အမျိုးသားရေးလို့မဘာသာလို့မပေါ်နဲ့မခေါ်နဲ့ညာနော်ဘာကြောင့်လဲဆိုတော့အမျိုးသားရေးသမားတွေမဘာသာသမားတွေတိတ်ခါကြကျွန်တော်ဒီတကယ်ပြောရမစကျွန်တော်မဘာသာကိုယုံကြည်ပါတယ်နော်မဘာသာကိုချစ်မြတ်လို့ပါတယ် ျွန်တော်ဒန်းတို့ညီမအခွင့်အရေးကိုနားလဲကျွန်တော်ဆိုလိုချင်တာလဲဒီဗလီစောက်ချင်းကိစ္စသူနဲ့မဆိုင်တာကိုလုပ်နေတာကျွန်တော်ပြောတာနော်စောက်တာမစောက်တာကိုကျွန်တော်မပြောချင်ဘူးကျွန်တော်ဆိုလိုချင်တာသူနဲ့မဆိုင်တာလောဘတွေတအားချော်လိုက်အစ္စလာမ်တွေတောင်မှစောက်ချင်ရလားမြောက်သွားမိကြည်ရောလမ်းမှတ်နားတယ်လေကျွန်တော်အောက်မှာလမ်းမှတ်ထားတဲ့အစ္စလာမ်ဘာသာဝင်တွေအဲ့ဒီဗလီသွားလဲမသက်ဘူးတဲ့အစ္စလာမ်ဘာသာတရားပေါ်ဒီဘာသာဝင်တွေအပေါ်ကိုစေတနာဖြူစင်လို့စေတနာထားလို့ဝတ်တက်ဖို့အတွက်ဒီပလီကိုစောက်ပေးတာမှမဟုတ်တာ သူကိုဂျိုးအတွက်သူအတုံးချတာလေအစ္စလမ်ဘာသာကိုအတုံးချတာရှင်းရှင်းလေးအဲ့တော့အစ္စလမ်ဘာသာဝင်တွေပြည်သူမှရှိတဲ့အစ္စလမ်ဘာသာဝင်အများစုအကောင်းတည်ပြီးတာဒီကောင်ရုပ်မာတယ်ဆိုတော့ဟာတမင်တကာများမီးမွေးနေလို့ဖြစ်နေဒါကတမင်တကာမီးမွေးခြင်းဘက်ကကျွန်တော်ကြည့်တာပါဗျာနော်နောက်ထပ်တစ်ချက်ကိုဆက်ကြည့်တဲ့အခါမှာရုရှားနိုင်ငံတွေခွဲထွက်လာတဲ့ကာဇက်စတန်တို့နော်တာကမင်နစ္စတန်တို့နော်ဥဇ်ဘက်ကစ္စတန်တို့ဒါတွေကမွတ်စလင် majority country တွေနော်အဲ့တော့အဲ့နိုင်ငံတွေထဲကိုမျက်နာရဖို့အတွက်အဲ့နိုင်ငံတွေနဲ့ပေါင်းသင်းတဲ့အခါမှာပေါ့ဗျာနော်ကျွန်တော်ကြည့်ရတာ logo အရန်ချော်ဖို့အတွက် ဲ့မှာခင်ဗျားတို့နိုင်ငံကိုကျွန်တော်ခင်ဗျားတို့နိုင်ငံကိုခင်ဗျားတို့ကျွန်တော်ဆွဆွဲတယ်လို့ဒါကြောင့်ကျွန်တော်ဆွဆွဲမှုခြေပါနော်လုံးဖို့ချော်တာမဟုတ်ဘူးအဲ့ဒီနိုင်ငံတွေကိုဖားတာမှတူပြေးလို့ရှိရင်အစင်းနစ်ဖြစ်မှာလေအတူကဒါခြေလှမ်းမဲ့မင်းအောင်နိုင်ရမင်းအောင်နိုင်နေပြည်တော်မှာပလီဆောက်ပေးတယ်ဆိုတာအဲ့ဒီနိုင်ငံတွေအကြိုက်လုပ်ပေးတာအဲ့ဒါမှတူပြေးလို့ရှိရင်သူဟိုမှာသူ့ကိုလက်ခံမှာတရုတ်နဲ့ရုရှားသူ့ကိုလက်ခံမှာ ဖြင်းရှင်းနေတယ် ကျွန်တော်ကိုခင်ဗျားတို့ဆက်ဆွဲနေ OIC ကပေးတာကန်းစာစားရတယ်ဆိုပြီးခင်ဗျားဆက်ဆွဲနေပြီမဲ့အေးတကယ်တကယ်လုပ်နေတာခင်ဗျားတို့ရဲ့ဘဘကြီးနော်ခင်ဗျားတို့ကျွန်တော်ရဲ့ဘဘကြီးကိုတိုင်ကအမသွားပြီအမအခုသွားတွေ့တယ်အခုရောက်နေနိုင်ငံတော်မှာပဲကာဇက်စတန်ခေါ်တယ်ကာဇက်စတန်ဆိုတာမွတ်စလင်အနေနဲ့မရှိဘူး90ရာခိုင်နှုန်းနီးပါးရှိပါတယ်90ရာခိုင်နှုန်းဆိုရင်တော့ဒါ majority ထောက်များနေပါပြီနော်အဲ့တော့အဲ့တော့ခင်ဗျားတို့တကယ်တမ်းသူလုတဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးနော် ခင်ဗျားတို့ဟာတက်တက်ထင်ပေါ်ခြင်းလို့နော်ဒီ line ပေါ်မှာပြဿနာရှာခြင်းနေတဲ့ပြဿနာအုပ်စုတွေလည်းပဲကျွန်တော်မြင်တယ်မဘာသာစစ်စစ်ဆိုတာလည်းကျွန်တော်နော်မဘာသာစစ်စစ်လို့ခင်ဗျားတို့ကျွန်တော်အိမ်မှာဒီဘက်တော့ခဲရင်သားပဲအဲ့တော့ကဲပြောရတာရှင်းတယ်နော်ဆိုတော့ပြောရတာရှင်းတယ်နော် တွေ့တယ်မလားအခုကိုမောင်မောင်ပြောရတာတည်းဘယ်ပဲပြောရတာတကယ်ပဲပြည်သူ့မှရှိတဲ့အမျိုးဘာသာသာသနာဆိုတာဘာသာတရားကိုချစ်လို့လည်းမဟုတ်တတ်မတော်ကိုချစ်လို့လည်းမဟုတ်သူတို့ပူကြိုးအတွက်သူတို့အာနာရှိတဲ့ခေါင်းဆောင်တွေကိုလိုက်ဖင်လိုက်ရတာ နော်အဲ့ဒါဘောမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီလူတွေဟာတိုင်းပြည်အတွက်ပြည်ထနာရှာဖို့အတွက်တီးတဲ့လိုက်လုံနေတဲ့အုပ်စုတစုတည်းမပေါ်ဘူးကိုမောင်ပြောတာနည်းအောင်လေဒီဒေါက်ဆာစစ်စီလက်ထောက်မှာကျွန်တော်တို့ဒီမဘာသားတွေပြားနော်ကျွန်တော်တို့ဒီစစန်းတမန်နဲ့ဒေါက်စုကြီးကိုခန့်ကွက်တာဒေါက်စုကြီးကအစ္စလာမ်ဘာသာနိုင်ငံဖြစ်အောင်လုပ်နေတာလူခွင့်ရရှင်တန်းတင်တာအဲ့ပါစက်တွေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မေးချင်တယ်အဲ့ပါစက်တွေတိတ်စိတ်နေသူတို့ဘာဘာလုပ်တဲ့ခါကျတော့ချက်ချင်းနဲ့သူတို့ဘာ OIC နိုင်ငံဖြစ်သွားတယ်နော်သူတို့ဘာ OIC အဖွဲ့ဝင်ဖြစ်သွားတယ်အဲ့သူတို့ဘာမွတ်စလင်တွေဖြစ်ကုန်တယ်မှတ်ကြရအေးကောင်းရောကွာ ဲ့တော့ခင်ဗျားတို့ကနိုင်ငံရေးကိုခင်ဗျားတို့ကမမသားရည်လည်းမဟုတ်ဘူးခင်ဗျားတို့ကဘောမရည်လည်းမဟုတ်ဘူးခင်ဗျားတို့ကစစ်တပ်ထောက်ခံနေရလည်းမဟုတ်ဘူးခင်ဗျားတို့ကကြောက်ကြောက်ကြီးနဲ့ထင်ပေါ်ကျင်နေတဲ့သူတွေကြောက်ရွံ့ပြီးထင်ပေါ်ကျင်နေတဲ့သူတွေပါနော်ဟုတ်တယ်တကယ်မှန်တယ်ကိုကိုကိုမဘာသားလည်းစစ်တပ်ထောက်ခံတယ်ဆိုတော့စစ်တပ်ထောက်ခံတဲ့သူဆိုရင်စစ်သားကောင်းချိုးကိုလောက်ရမယ်တက်မလို့ကောင်းချိုးကိုလောက်ရမယ်တက်မလို့ကောင်းချိုးတို့ပြောရရမယ်မဟုတ်ဘူးခင်ဗျားတို့ကစစ်တပ်ထောက်ခံတယ်လည်းမဟုတ်ဘူးခင်ဗျားတို့တွေကျွန်တော်အမြဲပြောတဲ့အိမ်ဆန်ကဟုတ်တယ်နော် တတ်မတော်ချစ်မြတ်လူနိုးလူများဆိုပြီးတော့သူတို့လုံနေသူတို့ပါဇက်ကပြောတာကတတ်မတော်ချစ်မြတ်နိုးလူများတကယ်သူတို့လုံရဲ့လုံရက်ကတတ်မတော်အတွက်အလုံးလုံးလာပြန်ကြည့်ပါသူတို့ပြောတော့ငစီသွေးခွန်းနေပြီသွေးခွန်းတာမဟုတ်ဘူးကျွန်တော်လက်တွေ့ကြကြကြည့်ဖို့လို့စစ်သားတွေရဲတွေအနေနဲ့ပဲမင်းတို့ကိုထောက်ခံပါတယ်ဆိုတဲ့နာမည်ကိုတုံးထားတဲ့လူတွေကမင်းတို့ကောင်းကျိုးအတွက်လှုပ်တာလားသူတို့ကောင်းကျိုးအတွက်လှုပ်တာလားတတ်မတော်ကိုကုလုံးတော့ပြီးသူတို့ကောင်းကျိုးအတွက်လှုပ်တာတတ်မတော်ချစ်သူများဆိုရင်ဒီတတ်မတော်ကြီးအစ်င့်မြင့်တာအောင် ဒီတမတော်ထဲမှာရှိတဲ့တမတော်သားတွေလူနေမှုအဆင့်အတန်းကစမြင့်မားလာအောင်အခွင့်အရေးတွေရှိလာအောင်မတရားမှုတွေပပျောက်လာအောင်လုပ်ပေးရမှာမဟုတ်ဘူးလားဒါမှတမတော်ကိုချစ်တာလေကျွန်တော်ဒါကျွန်တော်အမြင်ကျွန်တော်မြင်မှားရင်ပြောပါဟုတ်တယ်မလားအဲ့တော့လက်ရှိဒီဘောမတွေလုံနေတာဒီစစ်သားတွေအခုကျွန်တော်မြန်ပြောသလိုဗျာမင်းအမှန်အာနာသိမ့်ပြီးတဲ့က2021တဲ့ကနေအခု2025ဒီစစ်သားဘလောက်တည်သွားပြီလဲရဲဘလောက်တည်သွားပြီလဲစစ်သားဘလောက်ဒုက္ခိတဖြစ်သွားပြီလဲရဲဘလောက်ဒုက္ခိတဖြစ်သွားပြီလဲ အဲ့ဒီတေဝါနဲ့ဒုက္ခိတပြေဝါတဲ့ဒူတွေအတွေ့အဲ့ဒီတမ်းမတော်ချစ်ပါတယ်ဆိုတဲ့ဒူတွေဘာတစ်ခုလုပ်ပေးဘူးလဲအဲ့ဒါမပြောနော်အဲ့ဒါမပြောအဲ့တော့တမ်းမတော်ချစ်ပါတယ်ချစ်ပါတယ်လာမပြောနဲ့အဲ့ဒါကိုအရင်မေးမင်းတို့ဘာလုပ်ပေးပြီးွားပြီလေသူတို့တမ်းမတော်ချစ်တယ်ဆိုတာကသူတို့အကျိုးမြတ်ရဖို့အတွက်သူတို့အခွင့်အရေးရဖို့အတွက်တမ်းမတော်ကိုချစ်ပါတယ်လို့អော်ပေးတာတမ်းမတော်ကိုချစ်တာမဟုတ်ဘူး နော်အဲ့ဒါအဖေပဲအခုဒီမှာအကောင်လုံးပေါ်ထွက်လာပြီကိုမောင်စော်တာမဲအောင်နေသေးတယ်ဒါသူတို့ချင်းချင်းနော်မောင်မောင်စော်တာကပြောင်ကြီးပြောင်ကြီးဆိုပြီးတော့တော်လိုင်းအရာစုကအမြဲတွားဆွဲနေတာဒီနေ့ဒီနေ့တွားဆဲတာကိုခံပြီးတော့တူဒီဘောမှာပါတူဒီတက်မလို့ထောက်ခံတူပါလို့ရက်တီခဲ့တဲ့လူဒီလိုလူမျိုးမျက်နှာပြပြီးတော့ပေါ်တင်ထောက်ခံခဲ့တဲ့လူဒီလိုလူကတော့ပြန်ပြောတယ်ဆိုရင်မင်းတို့ဒီဘောမှာအတိုင်းအဝိုင်းမှာဘလို့ဖြစ်နေပြီလဲကြည့်ကြပြီးတော့လားဟာ ကြောက်ကြောက်ကြီးနဲ့ထင်ပေါ်ခြင်းတွေတူတယ်နေရာရဖို့အတွက် line ပေါ်မှာเนาะကြည့်ရတာကျွန်တော်လည်းတောင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 ်းမပြောချင်ပါဘူးအချင်းချင်းတာမျိုးတွေပေါ့နော်အဲ့တော့စစ်တပ်ထောက်ခံဆိုတာစစ်တပ်ထောက်စစ်တပ်ထောက်ခံဆိုတာစစ်တပ်ကောင်းကျူတာလောက်ရတယ်စစ်တပ်ကိုမတရားဖြစ်လို့ရှိရင်မတရားတော့ပြောရရတယ်เนาะအဲ့တော့မှစစ်တပ်ထောက်ခံလို့ခေါ်တယ်ခင်ဗျားတို့စစ်တပ်ထောက်ခံဆိုပေါ့ဟုတ်ပြီထောက်တယ်เนาะကျွန်တော်ပြောတာစစ်တပ်တကယ်ချစ်လို့ရှိရင်တပ်မတော်သားတွေအခုစုံပြတ်နေမှာဘဝတွေဟမ်ဒီတပ်မတော်သားတွေစုံပြတ်နေဘဝတွေမြင့်မားအောင်ပြောပေးရမယ် ကြီးနိုင်ငယ်ချင်းစစ်တပ်ထဲမှာမှားမှားမှန်မှန်ခံပြောဝင်မရှိတဲ့အကျင့်တွေပြင်ပေးရမယ်ဟမ်မှန်လို့ရှိရင်အောက်ရှင်ရဲဘော်လေးရတယ်ကာချုပ်ကိုပြန်ပြောဝင်ရှိရမယ်စစ်မိုက်ဆိုလာမလုပ်နဲ့စစ်မိုက်နဲ့ရောမချနဲ့စစ်မိုက်ဆိုတာမှန်ကန်တဲ့ပုံမှန်လာနာခံတာမမှန်ကန်တဲ့အရာပေးလိုက်စစ်မိုက်ဆိုပြီးနာခံတာအကြောင်းရှိဘူးနော်လူတွေဒါတလက်ဆန်တွေမဟုတ်ဘူးအခုစစ်တပ်မှာကပါလေတလက်ဆန်ပုံစံမျိုးจิตတုံးခိုင်းနေတာစစ်မိုက်ဆိုတဲ့အကောင်းဆုံးအောက်ကိုဆွဲသွင်းပြီးတော့ဘာလို့ဖြစ်တယ် ။တလိတ်ဆန်ဝါဒရိုက်သွင်းပြစ်ခတ်နေတယ်။အဲ့တော့စစ်သားတွေကဘာဖြစ်လဲစစ်ခွဲပြစ်ကုန်တာ။တစ်တနာအဲ့ဒါပဲ။ကိုနေကအခုကိုမမောင်ပြောသလိုတကယ်တတ်မတော်ချစ်သူများဆိုပြီးတော့တတ်မတော်ဓာတ်တွေအတွက်မျက်တမှန်ကန်အောင်လုပ်လာမယ်ပြောလာမယ်ဆိုရင်စစ်ခွဲဖြစ်เสียအကြောင်းမရှိဘူး။အဲ့တော့စစ်ခွဲဘာဖြစ်လို့ဖြစ်လဲ။ဒါကလည်းစစ်သားတွေတိဖို့လိုတယ်။နော်အခုကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်ပြပေးလိုက်ပါစစ်သားတွေ။မှားလားမှန်လားငါပြောတာလို့။ မဘာသာလားဆိုတာမဘာသာဆိုထားပါတော့ဗျာနော်မျိုးဘာသာသာသနာကိုကောက်ွယ်ရမယ်ဟာလားတစ်ဖက်ဘာသာရဲ့ဒါပြန်ပွားလာမှုတွေကိုထိန်းပြီးတော့ချိန်ညှိရမယ်မဘာသာလားဆိုတဲ့ခါကြောင့်လဲမဘာသာလည်းမဟုတ်ပြောင်းမဘာသာဆိုလို့ရှိရင်ဒီချိန်မှာထားကြရနေပြီနော်ထက်တက်ကြရနေပြီဒါပေမဲ့မဘာသာလားဆိုတော့မဟုတ်ဘူးကိုကိုကိုအမျိုးသားရေးအညီခံပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင် line ပေါ်မှာထင်ပေါ်ခြင်းနဲ့အဘကိုကြောက်ရွံ့ပြီးတော့ထင်ပေါ်ခြင်းတွေရတယ်နော်မဘာသာလည်းမဟုတ်ဟုတ်တယ်လေမဘာသာဆိုလို့ရှိရင်ဘုရင်ကပြောသလိုမျိုးဘာသာသာသနာကိုကာဝယ်ဆောက်ရှောက်ဘူးပေါ့ဟုတ်တာကဲ ကိုအမျိုးကိုဘာသာကိုကာကွယ်ဖို့စောင့်ရှောက်ဖို့အဲ့လိုဆိုရင်ဘာလုပ်ကမှာနံပါတ်1ကိုအမျိုးကိုဘာသာကို တူများတွေကလေးစားလာအောင်လက်ခံလာအောင်လုပ်ကမှာမဟုတ်ဘူးလားအထင်ကြီးတာကိုလုပ်ကမှာမဟုတ်ဘူးလားဟမ်အကတကနံပါတ်1လုပ်ကမှာအဲ့ဒါအဲ့ဒီလုပ်ငန်းစဉ်မဟုတ်ဘူးလားဟောအမျိုးဘာသာကိုကာကွယ်စောင့်ရှောက်တူရဲ့နံပါတ်1လုပ်ကမဲ့လုပ်ငန်းစဉ်ဒီကိုအမျိုးကိုဘာသာကိုအခြားဘာသာဝင်တွေရံမပြုတ်လာအောင်မစော်ကားလာအောင် ကိုအမျိုးကိုဘာသာကိုသူများတွေလက်ခံလာအောင် အထင်ကြီးလာအောင်လေးစားလာအောင် လောက်ကမမဟုတ်ဘူးလားဟုတ်တယ်နော်ရှင်းရှင်းလေးပြီးမှကိုဘာသာပြန်ပါရေးအတွက်ကိုလောက်ကမယ်နံပါတ်1ဥတီချက်ကအဓိကလက်ရှိမမတာလို့ပြောနေတဲ့သူတွေအဲ့ဒါတွေလှုပ်လားဟာကလာကလာတွားပြီးတော့ဟမ်သူများဘာသာတွားပြဿနာရှာလာလှုပ်လားစဉ်းစဉ်းစဉ်းစားကြည့်လေး အမျိုးဘာသာကာဝယ်စောင့်ရှောက်သူဆိုနံပါတ်1ဦးစားပေးဒီကိုမျိုးကိုဘာသာကိုတူများဘာသာတွေကလက်ခံလာအောင်ငေးမောလာအောင်အားကြလာအောင်နှစ်တက်လာအောင်ဟမ်လောက်ကမှာနံပါတ်1ဦးစားပေးပဲဒါပေမဲ့အဲ့ဒီဦးစားပေးအလုပ်ကိုလုပ်တဲ့မဘာသာရှိလားအဲ့ဒါအဖြေပဲအခုမေတတလုံးကလားကလားလို့អော်လာတယ်ဒေါ်အဆန်းစုကြည်ကိုအာကလားအပေးអော်လာတယ်အခုနေပြည်တော်တို့နေရာမျိုးဘာဝိတ္တမဲ့လူမမရှိတဲ့နေရာမျိုးမှာဗလီးဆောက်တယ်မင်းအောင်နိုင်ရဲ့ ဲ့ဒီကလာကလာအော်လာခဲ့တဲ့မမရအော်လာခဲ့တဲ့မမရတွေတယောက်မှအတံဆုံးတော့တိတ်ဆိတ်နဲဟိုတောင်ကျောင်းမြတ်ဘုရားကတိုးအကြောင်းထွက်ပြောတာလားဝယ်ရှိတယ်အင်းလိုက်အားလိုက်လို့ဆိုတော့ဝေးကြီးအဲ့တော့တကယ်သူတို့ရဲ့အမျိုးပါတာတည်မှန်တဲ့အမျိုးပါတာတည်ရုပ်တဲ့အမျိုးပါတာလားစဉ်းစားချင်းချင်းလေးစစ်တောက်ခံကြည့်လည်းမဟုတ်ဘူးเนาะခင်ဗျားတို့အားလုံးကုတ်ကုတ်ကိုမှန်နေကြည့်ပြီးတခြားပြောပါเนาะအဲ့တော့အခုရောစုကြည်သာလုံမယ်ဆိုခင်ဗျားတို့စွာကြွားလိုက်တဲ့ချင်းချင်းကြွားလိုက်တဲ့ချင်းချင်းเนาะခင်ဗျားတို့ကြောက်နေအားကြီးစစ်ဖက်နဲ့အာနာရှင်ကိုပဲကြောက် ကျန်တဲ့ဘာဘာသားလည်းမဟုတ်ဘူးကျွန်တော်စစ်တပ်ထောက်ခံသူလည်းမဟုတ်ဘူးအခုကိုကိုသိထားပါဒီနေ့ဆက်ပြီးနော်အဲဒါတော့အခုဒီအလုပ်ကတော့တော်စုကြီးလုပ်လို့ရှိရင်ခင်ဗျားတို့နောက်ဆက်ဆွဲလိုက်မယ်နော်ဒီစကားကတော့ကျွန်တော်ကဒါလေကျွန်တော်ဒါသိရမလားအစ္စလာမ်ဘာသာဝင်နေတဲ့ကျွန်တော်တို့ကဒီကိုမောင်မားတွေပါလားကျွန်တော်ဒီထဲမှာအခုခင်ဗျားတို့ခင်ဗျားတို့ဘာဘာကြီးမိမှုတဲ့ခါကြတော့ခင်ဗျားတို့ကျွန်တော်ဆက်ဆွဲတယ်လို့ကျွန်တော်ဆက်ဆွဲတယ်ပြောရဲဘူးဘူးမှပြောရဲမှာတတိကဲကျွန်တော်မင်းမယ်နော်အခုကိုမောင်မောင်နေရာမှာကျွန်တော်လူမျိုးပါဗျတော်လှန်ရေးဘက်ကလူတယောက်နေပြည်တော်မှာဗလီဆောက်တာဒေါအောင်ဆန်းစုကြည် တောင်ဆန်းစုကြည်ရဲ့နေပြည်တော်မှာပလီစောက်ပြီနော်အာကိုမောင်မောင်နေရာမှာကျွန်တော်လူတယောက်ကအာဒါကအစ္စလမ်ဘာသာဝင်တွေကငါတို့ကညီကိုလိုနေရတယ်အခုမဘာသာတွေအခုငြိမ်နေတဲ့မဘာသာတွေအခုလိုငြိမ်နေမလားနေအခုလိုငြိမ်နေမလားလို့အဲ့တော့တည်းကဒီလက်ရှိပြည်တွင်းမှာနော်ယိုတာတဲ့ခမအမျိုးရှိစိတ်ဘာသာရှိစိတ်ပြေဝတဲ့ယိုတာတဲ့တူတွေကိုကျွန်တော်ပြောချင်ပါတယ်မင်းတို့တင်ထားတဲ့ခေါင်းဆောင်တွေဟာတကယ်ယိုတာတဲ့စိတ်နဲ့အမျိုးဘာသာတာသနာတိုင်းပြည်အတွက်အလုံးလုံးနေတာလား ကိုဂျိုးအတွက်အလုံးလုံးတာလားတကယ်ရိုးသားတဲ့မမတာတွေအများကြီးရှိတယ်အကုန်လုံးစီယုံတိမ်နေပြီသူတို့အင်အားဖြစ်အောင်ခုတုံးလုပ်ထားတာတိကျပြီးတော့အကုန်လုံးဒါအလိန်ကိုတိတဲ့ရှင်းလင်းစွာအလိန်ဖော်ပြတာမရှိတော့နော်အဲ့တော့ရိုးသားတဲ့တတ်မတော်ချစ်သူတွေရိုးသားတဲ့မမတာတွေအမြင်မှန်ရကြတော့မင်းတို့ခေါင်းဆောင်ဆိုတဲ့အဲ့ဒီအပေါ်ဟာတွေဒီတကယ်ပဲအမျိုးဘာသာသာသနာတတ်မတော်ကိုချစ်တော့လုံနေတာလား သူတို့အခွင့်ရေးရာရေးကိုကြိုးရာရေးထင်ပေါ်ရေးကြော်စောရေးအတွက်လုပ်နေတာလားဒီပွဲအဖြေပဲဗျာဒေါ်အောင်ဆန်းစုကြည်တာနေပြီးတော့မှဘလီတဲ့မင်းတို့ခေါင်းဆောင်တွေအခုလို့ပါဇက်ပိတ်ပြီးနေမလားဟမ်အဲအစ္စလာဘာဒဝင်းနေရဟမ်အဲ့ဒီဝင်းထပ်ပြောလာတာရှိတယ်။ဘာဖြစ်လဲအစ္စလာဘာဒဝါဒီနိုင်ငံမှာကာဝယ်ဆောက်ချက်အဲ့ဒီစကားတွေဒေါ်ဆန်းစုကြည်တာနေပြီးတော့မှဘလီတယ်တဲ့စင်အဲ့ဒီစကားတွေပြောမလားအဲ့ကောင်တွေ။အဲ့ဒါအဖြေပဲလူရောက်มาတွေအကုန်လုံး နော်အဲ့ဒီလူယုံမာတွေကိုခေါင်းဆောင်တင်မိထားတဲ့လူတွေခမည်းတော်ပြင်ဆင်ချင်ရသေးတယ်ပြင်ရမိတော့နေတာအကောင်းဆုံးပဲအဲ့တော့ခမည်းတော်ကိုယ်စင်ကိုနားလည်သွားပြီအကိုကိုအသိထားဖို့လိုတယ်အဲ့တော့အခုဘဘကြီးကအစ္စလာမ် OIC နိုင်ငံတွေပါပဲဒီနိုင်ငံတွေကနော်တကယ်မွတ်စလင် majority country တွေဒီနိုင်ငံအနေနဲ့မျက်ပနာတင့်ဖို့အတွက်ကိုခင်ဗျားတို့အမျိုးသားရေးခင်ဗျားတို့သိကြုံကြည်ရတာလေခင်ဗျားတို့သူ့သူ့ကိုပခုံးထမ်းတင်ပေးလိုက်တာခင်ဗျားတို့မှတ်ပါသားလေ နော်အဲ့တော့ဘာကြောင့်ခင်ဗျားကခုံထမ်းတင်ပေးတယ်ဆိုလို့ရှိရင်ဟာအမျိုးဘာသာသာသနာပြောတော့မှာသူကလည်းခင်ဗျားတို့အစိတ်ကြိုက်ပြားလိုက်ပါလေစီးတီကတန်ကတော့ Facebook မှာကိုမောင်မောင်ပြောထားတာကိုပြန်တင်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုတွေ့လို့ကျွန်တော် Facebook ကယူလာတာပါနော်အဲ့တော့တူပြောရတာမှားလားအခုတူနဲ့ကျွန်တော် ပြောရတဲ့စကားမှားတယ်ဆိုရင်ပြူရောဆောင်ပြီးပြောလို့ရပါတယ်နော်ကျွန်တော်တို့ဒီမှာဆဲဆိုထားတာတခုမှမပါဘူးနော်တူလည်းမဆဲထားဘူးကျွန်တော်လည်းမဆဲထားဘူးကောင်းကောင်းမှုမှုပြောပြထားတာနော်အဲ့တော့ပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာဘာသာချစ်စိတ်လူမျိုးချစ်စိတ်ပြင်းထန်ကြတယ် အခုလဲမွန်နဲ့ဟိုအဖွားကြီးတယောက်နဲ့မွန်လူမျိုးတွေနဲ့ဖြစ်နေကြတယ်ဒါဇင်းမြစ်ကပါတယ်ဘာသာချစ်သိလူမျိုးချစ်သိကိုလူမျိုးကိုတအားချစ်ကြကောင်းတယ်အင်မတန်ကောင်းတယ်လို့ကိုလူမျိုးကိုကိုချစ်ကမှာညအားပေးတယ်ဒါပေမဲ့ချစ်ပုံချစ်နီးမှန်ကြဖို့အတွက်ကိုတတိထားဖို့လည်းလိုအပ်တယ်ကျွန်တော်တို့ချစ်တဲ့နေရာမှာကိုလူမျိုးချစ်တဲ့နေရာမှာသူများလူမျိုးရံမလို့ပြီးစေဖို့ကိုဘာတာကိုချစ်တဲ့နေရာမှာသူများဘာတာကိုရံမလို့ပြီးစေဖို့ကိုဘာတာကိုလူမျိုးချစ်တဲ့ဆိုရင်ကိုဘာတာကိုလူမျိုးကိုနော်အထက်တန်းစားဖြစ်အောင် သူများဘာသာဝင်သူများလူမျိုးတွေကလင်းစားလောင်အားကျလောင်အထင်ကြီးလောင်အောင်เนาะလူအတိုင်းဝိုင်းထဲမှာအထက်စီးရောက်အောင်သူများတွေကပံ့ပိုးပေးနိုင်လောင်ကြိုးစားမှာအဲ့ဒါမှချစ်နီးအမှန်ငါမျိုးချစ်ပါတယ်သူများမျိုးကိုငါနဲ့ထိုင်တုံးနေတယ်အဲ့ဒါချစ်တာမဟုတ်ပါဘူးငါဘာသာကိုချစ်ပါတယ်သူများဘာသာမှန်တယ်အကုန်ဖြိုချမယ်ဖျက်ချမယ်เนาะငါနဲ့ထိုင်တုံးနေတယ်အဲ့ဒါချစ်တာမဟုတ်ပါဘူးเนาะအဲ့တော့ချစ်နီးအမှန်ချစ်နိုင်ကြဖို့ကိုကျွန်တော်တို့ဓတိပေးရခြင်းဖြစ်ပါတယ်အမျိုးဘာသာချစ်တာကောင်းတဲ့အလုပ်ပါ ချစ်တဲ့ချစ်ကိုချစ်ကြမယ်လူမှန်ရင်ဘာဖြစ်လဲကိုယ်မျိုးကိုယ်ပါတာတည်ရမယ်အဲ့ဒါလူကိုယ်မျိုးကိုယ်ပါတာတော့မတည်ဘူးဆိုရင်ဒါလူမဟုတ်ဘူးဒါပေမဲ့ချစ်နီးချစ်ပုံမှန်ကန်ဖို့တော့အရေးကြီးတယ်အခုမင်းအောင်လှိုင်နေပြည်တော်မှာဗာအစ္စလမ်ဘာသာဝင်မှမရှိတဲ့နေပြည်တော်မှာဗလီတယ်ပေးတယ်အဲ့ဒီမင်းအောင်လှိုင်လှုပ်ရက်နေရာမှာဒေါ်အောင်ဆန်းစုကြည်လှုပ်ရင်ရောဆိုတဲ့စကားတစ်ခုမဲ့ကျွန်တော်မင်းနဲ့ကျွန်တော်အများကြီးမပြောဘူးအဲ့ဒီအခုတပ်ပေါက်တွေပိတ်နေတဲ့မဘာတာနော်မဆဲဘူးဆိုဆဲမိပြီ နော်မဘာဒတွေနော်အဲ့ဒီမျိုးချစ်တွေအဲ့တတ်မတော်ချစ်သူများဆိုတဲ့ဟာတွေဒီတိုင်းငြိမ်းနေကြမှလားလမ်းပေါ်မရောက်ရင်လဲဖြက်လိုက်အဲ့ဒါအဖြေပဲနော်အဲ့တော့ကျွန်တော်တို့နိုင်ငံရင်းမှာတကယ်အမျိုးဘာသာတာသနာဆိုပြီးတော့အရှိရအော်ပြီးလုပ်နေတဲ့ကောင်တွေဟာအမျိုးဘာသာတာသနာအတွက်အော်လောက်တာလားသူတို့အတွက်အော်လောက်တာလားအဲ့တော့ယိုးတာတဲ့အမျိုးချစ်စိတ်ရှိတဲ့အမျိုးဘာသာဝင်တွေကိုစုတယ် မဘာတာဆိုလဲအင်အားကောင်းတိဆောက်တယ်အင်အားကောင်းတဲ့ချိန်မှာသူတို့ကအဲ့ဒီဘာသာရေးအကြောင်းပြလူမျိုးရေးအကြောင်းပြယူသူတို့ကိုကြိုးအတွက်သူတို့မျက်နှာရဖို့အတွက်လှုပ်တယ်အောက်ချင်မဘာတာအဖွဲ့ဝင်တွေအောက်ချင်မျိုးချင်းအဖွဲ့ဝင်တွေကဝင်းင်းကပြောသလိုသူတို့ရဲ့အဖြစ်ကနွားဖြစ်ရက်တီပေးရတယ်အဲ့တော့ဒါတွေကိုဒီနေ့ခင်မှာတိကြပြီးတော့ဒီနေ့ကျွန်တော်တို့တိုင်းပြည်ဟာအဲ့ဒီရဲ့နွန်အောက်ကနေလွတ်အောင်ယုံရမယ့်အချိန်နော်အမြင်ချင်းမတူအခုမောင်မောင်တို့နော်သူတို့နဲ့ကျွန်တော်တို့အမြင်ချင်းမတူဘူးတဘောတာချင်းလည်းမတူဘူး ဒါပေမဲ့သူတို့ဘောကျွန်တော်တို့ respect ရှိသူကျွန်တော်တို့ဘောသူတို့ရဲ့ respect ရှိတယ်သူတို့ပြောတဲ့စကားတွေကိုကျွန်တော်တို့လက်ခံပေးလို့ရတယ်လို့ကျွန်တော်တို့ပြောတဲ့စကားတွေကိုလည်းသူတို့လက်ခံပေးလို့ရတယ်တရားရာခိုင်နှုန်းအမြင်ကြီးမတူညီနေရမယ်တရားရာခိုင်နှုန်းအမြင်ကြီးမလွဲနေဘူးနော်သူတို့လောက်ရက်တွေကလည်းအောက်တန်းမကျတယ်လို့ကျွန်တော်တို့လောက်ရက်တွေကအောက်တန်းကျတယ်လို့မလို့အဲ့တော့ဘာဖြစ်တယ်တိုင်းပြည်တိုးတက်တယ်အခုကိုမောင်မောင်တို့ပုံစံမျိုးဟိုဘက်အချမ်းမှရှိတယ်ဒီဘက်ဒီမိုကရေစီအဘက်အချမ်းမှကျွန်တော်တို့စိတ်ထားနိုင်မယ်ဆိုရင်တိုင်းပြည်ကဘာဖြစ်မလဲသူတို့လည်း ူတို့ဘက်ကစ조사မယ်တိုင်းပြည်အတွက်ကျွန်တော်တို့လည်းကျွန်တော်တို့ဘက်ကစ조사မယ်တိုင်းပြည်အတွက်သူတို့ဘယ်တော့စ조사နိုင်မလဲသူတို့ကတရားဖို့ဆိုကျွန်တော်တို့နေရာဖို့စ조사မယ်ကျွန်တော်နေရာဖို့စ조사ရင်သူတို့ကလေးရာဖို့စ조사မယ်အဲ့တော့ဘာဖြစ်မလဲတိုင်းပြည်ကောင်းဖို့နဲ့တိုးတက်လာမယ်အဲအတိုက်ခံဆိုတာအဲ့ဒါမျိုးကိုပြောတာအခုမြန်မာပြည်မှာရှိတဲ့ဒီမျိုးချစ်တို့တပ်မတော်ထောက်ခံသူအများစုတို့ဒါတွေဥဆောင်တဲ့လူတွေကစအောက်တန်းကြတဲ့လောက်ရတဲ့လောက်တဲ့အောက်တန်းကြတဲ့အပြောတွေပြောတဲ့ဗျမ်းမလာတွေနေတယ်ဗျမ်းမလာတွေလောက်တယ် တော့တိုင်းပြည်ကမတိုးတက်လာတဲ့အပြင်မင်းအောင်နိုင်တို့အောက်တန်းစားတက်အောင်ထုတ်တာတက်အောင်ထုတ်ပြီးတိုင်းပြည်ဖြစ်တာကိုခံမဲ့နေတာဖြစ်ရောက်လာတာနော်အဲ့တော့ကျွန်တော်တို့ဒီအချိန်မီပါသေးတယ်မင်းအောင်နိုင်နေရာမှာဒေါအောင်ဆန်းစုကြည်လှုပ်တယ်လက်မခံနိုင်တို့မင်းအောင်နိုင်လှုပ်လဲလက်မခံနိုင်မှုဆိုတဲ့မှန်ကန်တဲ့စိတ်ဓာတ်တွေကိုထားနိုင်ကြဖို့လိုတယ်ကျွန်တော်တို့တွေကနိုင်ငံရေးနဲ့ပတ်သက်လိုက်ပုံကိုယ်ဆွဲမထားကြပါနဲ့လောက်ရက်တွေကိုလက်ခံကြပါလောက်ရက်ကိုပဲကြည့်ပြီးအမှားအမှန်ကိုဝေဖန်ကြပါဒါဆိုရင်ကျွန်တော်နိုင်ငံတိုးတက်မယ်ကောင်းမွန်မယ် အာငါတို့အားပေးတဲ့ဘက်သူ့ဘက်ငါဘက်လောက်ကြည့်ရင်တော့ကျွန်တော်တို့တွေကတိရစ္ဆာန်ပဲဖြစ်တယ်ဟုတ်တယ်လေတိရစ္ဆာန်နေဆိုရင်မကြည့်တယ်သူ့ဘက်ကိုယ့်ဘက်လောက်ပဲကြည့်တယ်သူ့ငါအဖွဲ့သူ့ဖွဲ့လောက်ပဲကြည့်တယ်အဲ့ဒါတိရစ္ဆာန်ပဲနော်ဒါကြောင့်မလို့နိုင်ငံရေးနဲ့ပတ်သက်လို့တိရစ္ဆာန်ဝါဒတွေကိုလက်လွတ်ကြပါလူပီတာတဲ့စိတ်သက်တွေကိုမွေးကြပါလို့တိုက်တွန်းချင်ပါတယ်နော်ဒီလိုဘောမမျိုးဒီလိုမျိုးအတိုက်အခံမျိုးကိုကျွန်တော်တို့တွေကြိုးစားပါတယ်လေးလေးလေးစားတယ်ကျွန်တော်တို့တိုင်းပြည်အတွက်ကိုမောင်မောင်တို့စိတ်သက်ထားနိုင်မဲ့လူတွေကိုထွက်ပေါ်လာပါစေလို့ကျွန်တော်ဖိတ်ခေါ်ပါတယ်เนาะဒါမှသာတိုင်းပြည်ဟာအတိုက်အခံတွေဖြစ်ပြီးတော့ တိုးတက်နိုင်မှာဖြစ်ပါတယ်